့ရတဲ့ထဲမှာပါဝါဘက်မပါခဲ့ဘူးဆန်လေးဖွင့်ကြည့်လာအောင်မယ်ဝါပြီးတော့ခီးသွားလို့ရှိရင်လေအဲထမင်းပေါင်းဦးကြီးတည်သွားတယ်လို့ထမင်းချက်စားတယ်လို့ဆိုတာအလုံးသိပြီးသားပေါ့နော်အဲ့တော့ဟိုတယ်တွေမှာအဲ့လိုမျိုးထမင်းချက်စားတာလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပဲရွှေရွှေပါရင်တော့ရွှေရွှေအရန်တက်တည်ကောင်းတယ်သူကရောက်တဲ့နေရာတိုင်းမှာသူထမင်းပေါင်းဦးကြီးကိုထုတ်ပြီးတော့ချက်တာအခုရွှေရွှေလည်းဒီခီးမှာမပါဘူးဆိုတော့ကိုယ်တိုင်းပဲဦးစီးပြီးတော့ထမင်းချက်ရတော့မှာပေါ့နော်အာရေကတော့မကြောက်ပါဘူးဒါပေမဲ့ယောက်ျားအရန်ကြောက်တတ်တယ် ်ဘာမှကြောက်တတ်တာမဟုတ်ဘူးဒီလိုမျိုးငါစီကံမဖောက်ချင်တာဟာစီကံတည်းနေချင်တာကြောက်ကြရမ်းကြောက်တတ်တယ်ကွာဒါပေမဲ့အခုကြီးမှနီးလန်းရှိရယ်ဒီပြမယ်ဒီမှာလာကြည့်မကြည့်ဒါဆိုလို့ရှိရင်ဒါအရင်တော့အလိုမျိုးထမင်းပေါင်းကိုအကြီးဒုက္ခခံပြီးတဲပြမလို့တော့ဘူး တယောက်ယောက်ကတွေ့ပါလို့ရှင်လဲဒါထမင်းပူးလေးပေါ့နော်ထမင်းပေါင်းနဲ့မတူထမင်းပူးလေးနဲ့ပူးတူတယ်ပြီးရင်ထမင်းချက်သွားလို့ရှင်လဲဒီပူးလေးတိုင်းပဲယူသွားယူသွားလို့ရှင်ဒီထဲမှာထမင်းကိုဟိုအပူကိုထိမ့်ပေးပြီးသားဖြစ်တယ်ဟုတ်လားဘတ်ချက်အမလေးဘာလို့ထမင်းချက်စားလဲဆိုတော့ဒီကအခုဂျပန်အောင်ရောက်နေရဆယ်ရကျော်လောက်ရှိပြီပေါ့နော်အဲ့တော့သူတို့ရဲ့ဂျပန်စားရင်စားရတယ်ဒါအကြီးဝင်နေနောက်တစ်ခုပို့ဆိုတာဒီနေ့ဆိုလို့ရှင်ဒီ Disney Land သွားထားတယ်ဒီမှာနဲ့အစောကြီးကနေဘူးထဲမှာလမ်းလျှောက်6ရက်တည်းကလည်းညောင်းအခုပြန်မှန်းပြီးပြန်လာပြီဆိုတော့ လုံးဝအပြင်ကိုညနေစာစားဖို့ပြန်မထွက်ချင်တော့အဲ့တော့ရှုပ်တယ်ကိုယ့်အကူချက်မယ်စားမယ်ပြင်လုံးဝအပြင်မထွက်တော့ဘူးဒီနေ့ညတော့လာပြီခန်းထဲမှာပဲအိတ်တော့မယ်လေးတက်မယ်ဒီကအဲဘွိုင်းဝါတာ ဝိုင်းဝါတာဆိုရရင်နွေးဦးတဲတာကွာအခောက်ဆွဲလေးပဲပြုတ်စားခြင်းနဲ့ဆိုလဲဒါလေးနဲ့ပြုတ်စားလို့ရတယ်။ပြီးရင်တစ်ချက်နှိမ့်ရင်ဒီဘက်မှာဒါ steam right ထမင်းချက်တာထမင်းချက်တာဒီမှာအောက်မှာနောက်တစ်ချက်ထပ်နှိမ့်လို့ရှိရင်သူကဆန်ပြုတ်ပြုတ်စားလို့ရတယ်။အဲနောက်တစ်ချက်ထပ်နှိမ့်လို့ရှိရင်ကီကွမ်ကနှွေးတာပေါ့နော်အပူပေးအပူပြန်ပေးတဲ့ဟာမျိုးလုပ်လို့ရတယ်။ရပြီ။ ချက်ထားလိုက်ပြီအဲဒီအိုးလေးကဒါ81 electronic အိုးပေါ့နော်81မှာအဲ့လိုမျိုးအိုးလေးတွေလေးမျိုးစုံပုံစံစုံရှိတယ်အဲရေကဒါလေးကခရီးသွားဖို့အတွက်ကိုရှာနေရတော်တော်ကြပြီခုမှဒီလိုမျိုးလေးရပုံမှန်ရိုးတည်နေကြထမင်းပေါင်းဆိုရင်သူ့ရဲ့ site အသေးဆုံးကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလောက်လောက်ရှိရကွာဒီလားဒီထက်တော့ကြီးရပြီးလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်မြင်လိုက်တာနဲ့ဟဲ့ထမင်းပေါင်းအိုးကြီးဆိုလို့ရှိရင်အဲနိုင်ငံသားမှာမကြိုက်တဲ့လူကများရကွာဒီလားချက်ပြုတ်စားတောင်းမယ်ဆိုလို့ရှိရင်အဲ့တော့ဒီဟာလေးနဲ့ဆိုလို့ရှိရင် ဘယ်သူမှဒါအားနာစရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးဒါလေးကမသိရင်ဓာဘူးလေးဆိုလည်းဟုတ်တယ်နော်ရင်နွေးအိုးလေးဆိုလည်းဟုတ်တယ်ဒီတိုင်းလေးဒီမှာထမင်းဘူးလေးဆိုလည်းဟုတ်တယ်အစင်ဘူးပြေးနေရောထမင်းကျက်သွားပြီကျက်သွားပြီဆိုလို့ရှိရင်သူကဒီမှာဒီလိုမျိုးတင်ကေတလေးပေါ့နော်ဒီလိုတင်ကေတလေးပေါ်လာတယ်ဒါဆိုလို့ရှိရင်ထမင်းကျက်သွားတာပေါ့ဒီထမင်းအိုးလေးကကောင်းတာတခုကလုံးဝဒီမှာအငွေးထွက်တာမရှိဘူးဒီမှာကင်လို့ရတယ်ပူတာမရှိဘူးပြီးရင်နောက်တစ်ခုကသူ့မှာတိုင်မင်ပါတယ်ပေါ့နော်ဒီအပေါ်ကခလုတ်ကလေးကကြာတော့ preset တိုင်မင်လို့ခေါ်တယ်အဲ့ဒါကကိုကဆိုပါစို့ ်မနေ့9နာရီမှကိုကအလုတ်သွားပြီဒါပေမဲ့ဒီထမင်းအိုးလေးကိုတဲခဲ့မယ်တခါလဲစံထဲခဲ့မယ်ရေးထဲခဲ့မယ်နောက်ထပ်3နာရီကြာတော့မှသူ့ကိုချက်စီကျင်တယ်12နာရီထိုးတော့မှချက်အခုမချက်နဲ့ဆိုပြီးတော့လှုပ်စီကျင်တယ်ဆိုလို့ရှင်တယ်ဒီ preset timing မှာ number 3လေးကိုနှိပ်လိုက်လို့ရှင်သူကနောက်3နာရီကြာမှစချက်တာပေါ့နော်အဲ့ဒီ function လေးတစ်ခုပို့ပြီးတော့ပါတယ်အဲ့တော့ယောက်ျားရေးစားရအောင်စံလေးဖွင့်ကြည့်လာအောင်မယ်ဝါအပြည့်ပဲဒီမှာအမှန်တော့ ဒီထက်ထမင်းနည်းနည်းလေးပို့ပြီးရှော့ချက်လို့ရှိရင်တော့ပိုကောင်းတယ်အိုးမကြက်ဘူးပေါ့နော်ရရလောဘကြီးပြီးတော့နှစ်ယောက်စားမှဆိုတော့လေထမင်းများများလေးချက်လိုက်တာဟိုဘက်မှာမမဟင်းထုတ်ကလေးယူလိုက်ပုံမှန်ဆိုလို့ရှိရင်ဒီတော့ခီးကိုနှစ်ပတ်ကြော်လောက်သွားမယ်ဆိုလို့ရှိရင်ကအမြဲတမ်းအဲ့လိုအချောက်ချမ်းနေငချောက်တို့စက်သားဘွားကြော်ပါရတော့ထဲ့တယ်ဒီတစ်ခေါက်ခီးစဉ်ကတော့၁၂ရက်တည်းဆိုတော့ တော်ပြီးတော့မထဲတော့ဘူးပြီးတော့ဂျပန်ဆိုတော့လေကိုကိုစားနေကြအစားစာတွေရှိရပေါ့နော်ထမင်းနဲ့အဲပြီးရင်ကယ်ရီတို့ပါတို့စားရမယ်ပေါ့ဆိုပြီးတော့မထဲလာအာဒါတော့မှကန်ကောင်းလို့ဒါလေးတွေကိုစီစဉ်မရှိဘဲနဲ့သွားခဏနေကြမှာငါပြောလို့မရပါဘူးတကြနေငပိယောဂါထလာအောင်မယ်ဆိုပြီးတော့ငပိထောင်းလေးတွေချမောင်ကျော်လေးတွေကောက်ထည့်လိုက်တာအခုတော့တော်တော်ကြီးသုံးဝင်သွားပြီချမောင်ကျော်ဒါလေးကတော့ငပိလိမ္မာကျော်တဲ့ရှူရှဲငပိထောင်း တော့ဆက်တာပဲအဲခေါင်းမကျင်းဟင်းဗာလေပါပါပါတဲ့ခန်းထဲမှာအမသွန်းနဲ့လေဟာသူဟိုမှာမီးပလက်ဟိရဲ့ပလက်ဖုန်းနဲ့သွင်းဒါမနဲ့ဖန်ကြရင်အော်ဒီမှာလေထမင်းစားနေငါပလက်ပေါက်နဲ့အဝေးဟာဒီအာပါဘက်နဲ့ဘာအာသွန်းနဲ့ဘာလို့လဲမနဲ့ပြင်ကြလို့ရှိရင်ပါပါဘက်အားပြန်ပြည့်နေပြီးတော့ဖန်လာနော်ပါပါဘက်နဲ့သွင်းတာမြန်နေဟိုအားဝင်တာစားကြည့်လောက်อืมอ่ากองอ่ะอืมอืมโลอันเนี่ยไอ้แดก ိတ်တက်လိုအပ်နေတာအသားမလို့သွားနောက်ပိုင်းလေကျွန်တော်တို့ဒီ air cooler ဟို81နေဝယ်ပြီးကြတယ်81အလှက်စက် PC လေးကျွန်တော်တို့ဟိုတုံးလာပေါ့နော် quality လေးကပေးရတဲ့ဈေးနဲ့တော်တော်လေးကိုဒါနဲ့ခုနကျွန်တော်ပြောတဲ့ power bank ဆိုလို့ရှိရင်လည်းဒါလည်း81ကပဲအဲကျွန်တော်ဒီခီးမှာဒါဒီ2000အားပေါ့နော်2000 capacity 2000နဲ့တော်တော်အဆင်ပြေတယ် နေမြား200ယောက်ဒီ2000အားနဲ့ဆိုလို့ရှိရင်လုံလောက်ပြီတလုံးနဲ့ဆိုလို့ရှိရင်အဲဘိုင်းသွင်းလို့ရှိရင်ဖုန်းနဲ့သွင်းတယ်ပြီးရင်ဒီကူရိုက်နေတဲ့ကင်မရာတွေသွင်းတယ်မိုက်တွေမိုက်တွေလို့ရှိရင်သွင်းတယ်1000အားကျတော့လေယူတို့သုံးတဲ့နှုံးကမလောက်ဘူးနော်2000ထက်ကျော်ပါလို့ရှိရင်လေယူတို့ကနိုင်ငံခြားသွားနေတာဖြစ်တော့ကြောင့်မို့လင်းပေါ်ပေးမတင်အောင်81ဟာလေးက quality ကောင်းတယ်အောက်သွင်းတာလည်း fast charging မြန်တယ်အောက်သွင်းတာလည်းအဝင်တာလည်းမြန်တယ်သူ့အပြန်သွင်းတာလည်းမြန်တယ်ပြတိုက်စီရ type c လည်းရတယ် type c တို့စီကွာနောက်ပိုင်းအိုင်ဖုန်းတွေရရအာ type c ကြိုးဖြစ်ကုန်ပြီနည်းပြုတ်ပေါက်ဘတ်နေရပါ type c ပေါက်တော့ပါဒါပေမဲ့သူတို့အာသွင်းမှုပဲပါတာမျိုးကွာအဲ့ဒါကြီးကအလုံးလုံးမဖြစ်ဘူးကိုကကျတော့ type c နဲ့သူ့ကိုအာသွင်းလို့လည်းရတယ်သူကနေပြီးတော့အားပြန်ပေးရခါရလို့ရှင်လဲ type c နဲ့ရအဲ့တော့ c to c ရတာပေါ့နော်အဲ့တော့အဲ့ကောင်တော်တော်အဆင်ပြေတယ်ဒီလိုလိုမျိုးခီးသွားနေတဲ့သူ block တိုက်နေတဲ့သူတွေပေါ့အတက်ကပါဝါဘတ်မယ်အားသွင်းလို့ရတဲ့နေရာမှာပါဝါဘတ်မပါခဲ့ဘူးကိုကိုဟာလို့ရှင် ပြင်ပြန်ရလာပြင်အားမမရှိတော့ဘူးသောတော့အားမမရှိတော့တာတရားရောက်ကများ သွားရင်လာရင်လည်း power bank လေးခဏလောက်ထားသုံးပါဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဆောင်းထားပါဝယ်ထားပါသုံးတတ်လို့ရှိရင် AD1 power bank လေးရန်ကောင်းပါတယ်ကဲဒီနေ့ကတော့ထမင်းလည်းစားပြီးသွားပြီငပိလည်းစားလိုက်ရတယ်ဆိုတော့တော်တော်လေးကိုဖိတ်ချမ်းလာပါပါပြီဒီ block လေးကတော့ခီးသွားရင်လည်းဘလို့မျိုးထမင်းခိုးချက်ရလဲဘလို့ထမင်းပေါင်းမျိုးသုံးရလဲဆိုတော့အကြပ်ပေးရဲ့ block ပါရှင်အဲ့တော့ဒီ block လေးကတော့လောက်ပါပဲအားလုံးပဲတတပါ